ဟုတ်ကဲ့ပြိတ္တဒီအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေတစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီကတည်းကဆက်ပေးချင်တဲ့စကားလေးကတော့ Nike Kick Lock ကအတန်အသင့်ရေပဲစားခဲ့တယ်စိုက်ခခိုင်နဲ့လုံးဝကကောင်းလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းဒီဇလန်းလေးကိုစီးမျောလိုက်အောင်အောင်ပါ Tommy Reilly ဆိုတဲ့ထန်တိုင်းကြောက်သားလေးတယောက်နဲ့ဇလန်းကိုစတင်လာပါတယ်အကြောင်းတစ်ခုကြောင့်ဖခင်နဲ့အတူမျိုးတစ်မျိုးကိုရွှေ့ပြောင်းနေပြီးတော့ဘဝအသစ်ကိုစတင်လာပါတယ်သူတို့ရဲ့အိမ်အသစ်ကကတနာချရတဲ့လူတွေနဲ့ပြိပခါတွေဖြစ်နေတဲ့ရဲကွက်တစ်ခုမှဖြစ်နေခဲ့ပါတယ်လမ်းမှာတော့လူမဲအုပ်စုတွေကသူတို့နေရာကိုလောင်ပတ်သက်ဆန်းနေကိုယ့်နေရာကိုသွားဆိုပြီးသူ့ကိုလောင်ပြောင်းနေပါတယ် ကျောင်းသိရဲ့ပထမအောင်လုံးနေမှာပဲကျောင်းသားတစုကသူ့ကိုလာပြီးအနိုင်ကျင့်ဖို့ကြိုးစားပါတော့တယ်။ပိုဆိုးတာသူ့ကိုစောင်းနာဆန်းနောက်ခဲတဲ့၃ယောက်ဟာအတန်းတူနေတာပါပဲ။သူတို့ကတိုမီကိုခုံပြဖို့ပြဿနာရှာပါတော့တယ်။ပြဿနာဖြစ်ချင်တဲ့တိုမီကတော့ခုံနေအောင်သုံးနေတဲ့တိုင်းကြောက်ခိုင်းတော့လက်ခံခဲ့ပါတယ်။ဒါပေမဲ့၄ချိန်လောက်ခုံပြောင်းခိုင်းလိုက်တဲ့အခါမှာတော့သူ့ရဲ့တိထနိုင်စရာကုန်သွားပါပြီ။အဲဒါကြောင့်မလို့ခုံမပြောင်းတော့ပဲနဲ့အဲ့နေရာမှာပဲထိုင်ကြနေပြီးတော့နေလိုက်ပါတော့တယ်။အနိုင်ကျင့်တဲ့လူတွေကလည်းအကျဉ်းမနှက်ဖြစ်သွားပြီးတော့ရပ်ဖြစ်တော့မဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာလည်းရောက်လာပြီးတော့အားလုံးထိုင်ကုန်မှထိုင်ခိုင်းလိုက်ပါတယ်။ တို့တွေကတော့ကြောက်စိတ်နေချိန်မှာပဲဆက်ရှင်းမယ်လို့ချိန်ဆောက်လိုက်ပြီမဲ့တိုမီကတော့ဂရုမစိုက်ပါဘူး။ကြောက်စိတ်ချိန်မှာတော့အနိုင်ကျင့်တဲ့ကောင်တွေကတို့ရဲ့တကယ်ချင်းတွေကိုပါခေါ်လာပြီးတော့တိုမီကိုထပ်မံရေးဆိုင်မှုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာလည်းတိုမီကမကြောက်မရွံ့မနဲ့ရေးဆိုင်မှုအသက်ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်ကဂိုင်းဖွဲတစ်ဖွဲကရုပ်တရက်ရောက်လာပြီးတော့ထိတ်တန့်ရင်ဆိုင်နေတာကိုဟန်တာလိုက်တဲ့အတွက်သူကလည်းအသက်ရှင်ခဲ့ရပါတယ်။ကြောက်မှာဂိုင်းချင်းရဲ့ဖြစ်တာကတကယ်ပြဿနာတစ်ခုဖြစ်ပြီးတော့တိုက်ခိုက်တာတွေကပုံမှန်လိုလိုဖြစ်နေပါတယ်။ဒီနေ့မှာလည်းဂိုင်းတစ်ခုရဲ့ခေါင်းဆောင်တွေကကျောင်းသားတွေရှင်မှာတရားချင်းထိတ်တိုက်တိုက်ခိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ သူတို့တွေကတယောက်ကတော့တိုက်ခိုက်နေတဲ့လက်နက်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်။ဒါပေမဲ့ဘသူနိုင်မလဲမတဲခွဲခင်ပါပဲ။ဆရာတွေကရောက်ချလာမှမလို့တိုက်ခိုက်တာကိုရပ်လိုက်ရပါတယ်။ကျောင်းနေရတော့တော်တော်လေးခက်ခဲနေတဲ့အချိန်မှာတိုမီယာအိမ်ပြန်ရောက်တော့အကျွေးလိုက်တောင်းတဲ့လူတွေနဲ့ပါထပ်တွေ့ရပြန်ပါတယ်။တကယ်တော့သူ့အမေဆုံးမသွားပြီးတဲ့နောက်မှာတော့သူ့ဖေကလောင်ကစားအကျွေးတွေကြီးကျယ်တင်နေတာမလို့သူ့တို့တာဖာဒီနေရာအစ်ကိုပြောင်းရွှေ့လာတာပဲဖြစ်ပါတယ်။အခုလဲသူ့ဖေရဲ့ပြဿနာတွေကြောင့်တိုမီယာတနက်ကိုစီကိုင်းလာတဲ့အကျွေးလိုက်တောင်းတဲ့လူနှစ်ယောက်ကိုအိမ်မှာရင်ဆိုင်နေရပါတယ်။ကကောင်းစွာနဲ့ပဲသူတို့ကတိုမီယိုထိခိုက်အောင်တော့မလုပ်ခဲ့ကြပါဘူး။ သူတို့ကသူ့အဖေအနေနဲ့နောက်ကျအနေနဲ့အကျွေးတွေအများဆုံးဆက်ဖို့ခြေထောက်ပြောဆိုခဲ့ကြပါတယ်။အဲဒီညမှာတိုမီယာအိမ်ပြန်ရောက်လာတဲ့သူ့အဖေကြောင့်လန်တော့တခဲ့ပါတယ်။သူ့အဖေကတိုမီယိုကျောင်းသားရဲ့ပထမဆုံးနေ့ကဘယ်လိုလဲလို့မေးလိုက်ပါတယ်။ဒီချိန်မှာတော့တိုမီယာအားလုံးစိတ်ပြေပါတယ်လို့ပဲလိမ်ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့အဖေကတော့မယုံမနဲ့တိုမီတခုခုကိုဖုံးဝဲထားမဲ့သူကသိနေပါတယ်။အဲဒါမလို့တိုမီယာသူ့အဖေကိုမှန်တိုင်းပြပြလိုက်ပြီးတော့အရင်ညအကျွေးတောင်းတဲ့လူနှစ်ယောက်ကရောက်လာခဲ့တဲ့အကြောင်းသူ့အဖေကိုပြပြလိုက်ပါတယ်။ဒီကြောင့်ကြားလိုက်ရတော့သူ့အဖေကလည်းတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတော့တယ်။သူ့ရဲ့အမားတွေကသူ့တို့ဘဝကိုဖျက်ဆီးလိုက်ပြီဆိုတာကိုသူကသိသွားပါတယ်။ ငါတောက်ဒီကိစ္စတွေလည်းပေါအောင်လုပ်မိတဲ့အတွက်တကယ်တောင်းပန်ပါလို့ပြောပြီးတော့အရာအားလုံးကိုပြင်ဆင်ပေးမယ်လို့တုံမီကိုခရီးပေးလိုက်ပါတယ်။အကျွေးတွေဆက်နိုင်ပြီးတော့လာတာပို့ကောင်းမဲ့အလုပ်တစ်ခုကိုအချားမြုပ်တဲ့မြုပ်မှာရှာတွေ့ထားပြီးပြီလို့သူကပြောပါတယ်။အခုငါနိုးလာလာငါရက်မတောက်တော့ဘူးနောက်စားလည်းမလုပ်တော့ဘူးလို့လည်းခရီးပေးလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့တုံမီကသူ့အဖေမရှိပဲခဏတစ်ဖြုတ်တယောက်တည်းနေရတော့ဂိမ်းဆိုင်ပါအောင်။ဒါပေမဲ့ तू ကသူ့ကိုယ်သူပြည့်စုံဆောင်ရောက်နိုင်လားအောင်အရွယ်ရောက်နေပြဖြစ်ပါတယ်။သူ့ဖေရဲ့ဝင်ပေါ်ပါစေဖို့အတွက်သူကသူ့အတန်းပေါ်ရင်မိဘတွေဖွင့်ထားတဲ့စားဆိုင်တစ်ခုမှာပကံစေးတဲ့အလုပ်ကိုဝင်လုပ်ခဲ့ပါတယ် ဒါပေမဲ့တညမှာတော့ကျောင်းကအနိုင်ကျင့်တဲ့လူတွေကစားသောက်ဆိုင်ကိုရောက်လာခဲ့ကြပါတယ်။ထိုမီအလုံးလုံးနေတာကိုမြင်လာနဲ့အနိုင်ကျင့်မှုထက်ကြိုးစားပါတော့တယ်။အစပိုင်းမှာတော့ထိုမီကသူတို့ရန်စားတာလည်းတီးခံမှုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတိုမီယိုမြကြီးပေါ်ကိုတွန်းလှဲလိုက်ပြီးတော့နောက်ပြန်လာတဲ့အခါမှာတော့သူကထက်ပြီးတော့တီးမခံနိုင်တော့ပါဘူး။ချက်ချင်းပဲထားရလိုက်ပြီးတော့ထိုမီကသူတို့တွေကနှစ်ယောက်ကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။တရရတရကိုထိုးဖို့အလုပ်မှာသူနဲ့တခါမှမတွေ့ဘူးတဲ့ဖိုးကြီးတယောက်ကရုပ်တရက်ဝင်လာပြီးတော့ရံပွဲကိုတားလိုက်ပါတယ်။ဒီဖိုးကြီးကတော့လက်ဝဲမန်နေတာချက်ဖြစ်နေပါတယ်။ သူကတုံမီရဲ့တက်ခိုက်ပုံကိုကြိုက်တယ်လို့ပြောပြီးတော့တရံဝင်မြောက်လက်ဝဲပွဲမှာရှင်ပြိုင်ဖို့အတွက်ခွင့်ပေးပေးလိုက်ပါတယ်။ချက်ကသူ့ကိုဒေါ်လာ600ပေးမယ်လို့ပြောတော့ထုံမီကချက်ချင်းပဲငင်းလိုက်ပါတယ်။ထုံမီကသူ့ရဲ့ပွဲအတွက်ဒေါ်လာ1150တောင်းပါတယ်။ထုံမီကဒီလောက်မပေးနိုင်ရင်အခြားတယောက်ကိုရှာနိုင်တယ်လို့ပြောလိုက်ပါတယ်။ခက်ခဲတဲ့ညီနိုင်တာတွေအပြီးမှာတော့ချက်ဟာထုံမီရဲ့စီကန်းတွေကိုနောက်ဆုံးမှသဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်ကဆားဆိုင်ပိုင်ရှင်ရဲ့သမီးဒေါ်ရဲ့ရှေ့မှာလက်ဆက်နှုတ်ဆက်လိုက်ကြပါတယ်။နောက်တစ်နေ့ညမှာတော့ထုံမီရဲ့မြောက်တိုက်ခိုက်ရေးကွင်းကိုတောက်ရောက်ခဲ့ပါတယ်။အဲ့ဒီမှာတော့ချက်ကသူ့ကိုနှုတ်ဆိုတဲ့လူနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ နှုတ်ဟာထုံမီကိုလေ့ကျင့်ပေးမှဖြစ်ပြီးတော့သူ့ရဲ့လိုအပ်ချက်အားလုံးယူဆိုင်ပေးမှာဖြစ်ပါတယ်။နှုတ်ရဲ့ပထမအဦးဆုံးအကြံပေးချက်ကတော့သူဝင်ရောက်ရှင်ပြိုင်မဲ့တိုက်ပွဲဟာစစ်ပွဲတစ်ခုနဲ့တူတယ်ဆိုတာပဲဖြစ်ပါတယ်။လက်ဝဲကျိုးဝိုင်းထဲမှာပြတ်တယ်ဆိုတာအရေးမကြီးပါဘူး။ဘာလို့လဲဆိုတော့ဘသူမှဂိမ်းမဆိုင်လို့ပါပဲ။အဲ့ဒါအပြင်ထုံမီကမယုံမသားတိုက်ခိုက်တယ်ဆိုပြီးနာမည်ဇိုးထွက်နေတဲ့လက်ဝဲသမားဘလက်တန်နဲ့လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။အန်ဝုတ်ကောင်းမဲ့ထုံမီကသူ့ရဲ့အတန်းပေါ်ရိုမန်နိုနဲ့တွေ့ဆုံခဲ့ပါတယ်။ရိုမန်နိုကထုံမီကပထမအဦးဆုံးပွဲမှာဘလက်တန်နဲ့တိုက်ရမယ်ဆိုတာကိုကြားပြီးတော့တုံ့ပြန်သွားခဲ့ပါတယ်။ တိုက်ခိုက်တဲ့အခါဘလက်ထဲညာလက်ကိုတတိထားဖို့ရိုမန်နိုကထိုမီကိုကြံပေးလိုက်ပါတယ်ရိုမန်နိုရဲ့အကြံကိုလေးလေးနဲ့နားထောင်ပြီးတော့ထိုမီကလည်းကြိုးဝိုင်းနဲ့ဝင်ရောက်ခဲ့ပါတယ်ပိတ်သက်တဲ့ရဲလုံးဟာဘလက်တက်ကိုနိုင်စင်နေကျင်ကြပြီးတော့သူကြိုးဝိုင်းနဲ့ဝင်လာတဲ့အခါမှာတော့အားပိတ်တန်နေကျဲလာသွားထွက်ပေါ်လာခဲ့ပါတယ်လို့ပြောတာမှားခဲ့ပါဘူးပွဆကနေကဘလက်တက်ဟာမယုံမသားစတင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်သူကတထောင်နဲ့ထိုးလိုက်လို့ထိုမီရဲ့နှက်ထည်ကနေသွေးထွက်လာခဲ့ပါတယ်အဲ့ဒီခါမှာမရက်သွားပဲနဲ့ဘလက်တက်ကတိုမီရဲ့ပေါင်ချံကိုအချိန်ပြည့်နဲ့တီးနဲ့ထိုးလိုက်ပါတယ်ဒီလိုမယုံမသားတိုက်ခိုက်မှုတွေရှိနေခဲ့ပေမဲ့ဒိုင်လိုကြီးကတော့အားလုံးကိုလေးလုရှူထားခဲ့ပါတယ် ဘာဖြစ်ဖြစ်ဒီဂျိုးဝိုင်းထဲမှာဘာမှစုခွင့်ပြုလာတာပဲဖြစ်ပါတယ်။ဒါမဲ့ခဏအကြာမှာတော့ဘလက်တက်ကလည်းပြန်မှန်းလာပြီးတော့ထိုမီအတွက်တိုက်ခိုက်တာတွေကို select လုပ်နိုင်မယ်ခွင့်ရင်းရလည်းရရှိလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ထိုမီကသူ့ကိုထိုးလဲလိုက်နိုင်ခဲ့ပါတယ်။ထိုမီကပွဲတော်နဲ့ရရှိသွားခဲ့ပြီးတော့ပရိသတ်လောင်ကြီးထက်တဲ့လူတွေနဲ့ရင်းနှီးမြှောက်နေတဲ့လူတွေကလည်းသူ့ကိုမြင်လိုက်ရလို့မယုံနိုင်အောင်မဖြစ်သွားခဲ့ပါတော့တယ်။ထိုမီအောင်ပွဲခံမှုလက်မြှောက်လိုက်တဲ့အခါပရိသတ်ကလည်းအောင်ပွဲခံတဲ့အတန်လေးနဲ့ဆူညက်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ထိုမီယာသူ့ရဲ့ငွေကိုယူဖို့အတွက်ဂျဲရဲ့တရေမစ္စတာဟွန်နဲ့တွေ့ဆုံမှုအတွက်ဖုန်းဆက်ခေါ်ဝင်ခဲ့ရပါတယ် ဒါမဲ့မစ္စတာဟောင်းကတိုမီရဲ့ပြီးခဲ့တဲ့ညစွမ်းဆောင်ရည်ကိုသဘောကျတယ်ဆိုတော့ရှင်းနေပါတယ်။အဲ့ဒါမလို့ तू ကထိုမီကိုပြန်လာပြီးသူ့အတွက်နောက်တစ်ချိန်ထပ်ထိုးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ထိုမီကကမ်းလှမ်းမှုကိုတော့ကျေးဇူးတင်ပါတယ်မစ္စတာဟောင်း။ဒါပေမဲ့ကျွန်တော်စိတ်ဝင်စားပါဘူးလို့ညင်လိုက်ပါတယ်။ तू က1150ဒေါ်လာအောင်လိုချင်ပြီးတော့ဒီထက်ပိုပြီးလည်းမလိုချင်ပါဘူး။နောက်ပြန်မှာတော့ထိုမီကဒေါ်နဲ့ထပ်ပြီးတော့တွေ့ဆုံခဲ့ပါတယ်။တော့ဟာတိုမီယာမြောက်လက်ဝဲတမဖြစ်လာဖို့ရွေးချယ်လိုက်တော့တိတဲ့ခါမှာသူကစိတ်ငြိမ်သွားခဲ့ပါတယ်။ဒါပေမဲ့သူကတစ်ချိန်မှတိုက်ရသေးတယ်ဆိုတော့တိလိုက်ရတဲ့ခါမှာတော့တပြင်းချပြီးတော့စိတ်သက်သာရသွားခဲ့ပါတယ်။တိုမီယာတိုက်ခိုက်တမဖြစ်ဖို့စိတ်ဝင်စားခဲ့ပါအောင်။ ဒါပေမဲ့ဂျက်ကဟွန်နဲ့နောက်ထပ်တွေ့ဆုံမှုတောင်းဆိုတော့အရာအားလုံးကလည်းပြောင်းလဲသွားခဲ့ပါတယ်။အနည်းငယ်စကားပြောဆိုပြီးတဲ့နောက်မှာတော့ဟွန်ကအမှန်တရားကိုပြောလိုက်ပါတယ်။ထိုမီးရဲ့အိမ်ကိုလာရောက်ခဲ့တဲ့အကျွေးတောင်းသူ၂ယောက်ဟာဟွန်အတွက်အလုပ်လုပ်နေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့ထုံမီးအဖေရဲ့လောင်းစားလေးပြန်လုံနေပြီးတော့အကျွေးရလဲအခုဆိုရင်ဒေါ်လာ35,500အထိတိုးလာခဲ့ပြီလို့ဖြစ်ပါတယ်။အဲ့ဒီအကျွေးတွေကိုရှင်းလိုက်ပြီးအခုအဲ့ဒီအကျွေးတွေကငါပိုင်မယ်။ငါပိုင်နာတွေကမေးပိုင်နာတွေပဲလို့ခုံကပြောလိုက်ပါတယ်။ဒါမှမဟုတ်ခုံကအကျွေးကိုအလွယ်တကူဆက်နိုင်မှနီးလန်းတကူရှိပါတယ်။ထုံမီးလောက်ရမှာတော့သူ့တော့လောက်ဝဲဝဲအနေနဲ့ထထိုးပေးဖို့ပါပဲ နှုတ်လိုက်တာနဲ့အတိုင်းပဲထိုမီယာသူ့အဖေရဲ့အကျွေးတွေကိုရှင်းဖို့အတွက်ဟိုကန့်လန့်တာကိုလက်ခံလိုက်ရပါတယ်။ဟောရဲ့နေရာနေအိမ်ပြန်လာတဲ့ခါမှာထိုမီယာသူ့အတန်းပေါ်လင်ကုန်းခိုင်းဖွဲ့ဝင်တစ်ခုကခြုံငုံတိုက်ခိုက်နေတာကိုမြင်လိုက်ရပါတယ်။လင်ကုန်းကိုကူညီဖို့ဆုံးဖြတ်လာပြီးတော့ထိုမီယာရပွဲတဲ့အထိကိုပါလာခဲ့ပါတယ်။ဒါမှမဟုတ်သူတို့နေရာကလူဝင်အများမမြတ်တာလို့လိုက်လာတဲ့ခိုင်းသားတွေစီကနေထွက်ပြေးရပါတော့တယ်။သူတို့လွတ်မြောက်လာပြီးနောက်မှာတော့ထိုမီနဲ့လင်ကုန်းကလည်းစကားတွေပြောပြကြပါတယ်။လင်ကုန်းကသူ့အသက်ငယ်သေးပေမဲ့ဇနီးနဲ့ထလေးတူရှိတယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒါငါမိမကလေးရလီးပါလို့ပြောပြီးတော့ပုံလေးတစ်ပုံထုတ်ပြလိုက်ပါတယ်။ အဲ့ဒါမလို့ထုံမြန်လဲလေကောင်းကလည်းသူ့မိသားစုကိုထောက်ပံ့ဖို့အတွက်မြေရောက်လက်ဝဲသမားအဖြစ်နဲ့ငွေရှာဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။အနည်းကနောက်ပိုင်းမှာတော့ထုံမြန်လေကောင်းရဲ့ပွဲကိုကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရဲ့တငယ်ချင်းတွေဟာသူ့ထက်ကြီးတဲ့ပြိုင်ဘက်ကိုအနိုင်ယူဖို့ခက်ခဲနေပုံရပါမယ်။နောက်ဆုံးမှာတော့လီခုံကအချင်းတွေကိုချိန်မဲ့ဆိုပြောင်းလဲနိုင်ခဲ့ပြီးတော့ပွဲကိုအနိုင်ရရှိခဲ့ပါတယ်။ဒီချိန်မှာတော့ထိုမီယာဟောကြောင်းပို့ပြီးတော့မတိကျမှမနေနိုင်တော့ပါဘူး။အဲ့ဒါမလို့လီခုံရဲ့ပွဲအပြီးမှာတော့ထိုမီယာနိုးရဲ့အိမ်ကိုသွားပြီးတော့ခုံရဲ့အကြောင်းကိုမေးခဲ့ပါတယ်။ခုံကကမ္ဘာအကြီးဆုံးလက်ဝဲချန်ပီယံဆုကိုတော့ရခဲ့ဘူးတဲ့။လက်ဝဲသမားဟောင်းတူဖြစ်နေရဆိုတော့သိလိုက်ရပါတယ်။ နော်ဟာခေါင်းကသူ့ရဲ့လက်ဝဲတမဘောကတစ်ချောင်းလုံးတစ်ချိန်သာရှောင်းနေခဲ့တယ်ဆိုတော့ပြပြပါရတယ်။အဲ့ဒီရှောင်းပွဲအပြီးမှာသူကချက်ချင်းပဲမကြေပွဲထပ်လုပ်ခဲ့ပြီးတော့သူ့ပြိုင်ဘက်ကိုတက်တက်သာလုံးဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဒီလိုချက်ဆရာကောင်းတဲ့လက်ဝဲတမတော်ခြေထောက်မှာပြင်းထန်တဲ့ဒဏ်ရာရပြီးတဲ့နောက်မှာလက်ဝဲလောကကနေအားယူခဲ့ရပါတယ်။အကြေပေါင်းများစွာခွဲစိတ်ကူတာခဲ့ပေမဲ့ခြေထောက်ပြက်ကောင်းလာတဲ့အချိန်မှာသူ့ရဲ့အကောင်းဆုံးနှစ်တွေကကုန်ဆုံးသွားခဲ့ပါလောက်ွေကျိုးဝိုင်းနဲ့ကိုပြန်လာဖို့အတွက်အိုမင်းလုံးနေကြီးဖြစ်တာမလို့အနေကိကဲနဲ့ငွေအများကြီးရရှိမဲ့မြေရောက်လောက်ွေပွဲအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ရှက်တော်ကြပြည့်နောက်မှာတော့ဒေါဝန်တိုမီယိုလေ့ကျင့်နေချိန်တော့ထိတ်ခဲ့ပါတယ် ထိုမီယာကြောက်မလာတော့တဲ့အတွက်သူမအောင်စွဲနေခဲ့ပါတယ်ထိုမီယာသူ့ကိုအမြဲချောက်လန့်နေတဲ့မိသားစုပြဿနာတွေအကြောင်းနဲ့ဒါတွေကသူ့ကိုတရားမဝင်လက်ဝဲကြိုးဝိုင်းနဲ့ပြန်ရအောင်ဘလို့တိုးမောခဲ့တယ်ဆိုတော့ရေဖွဲခဲ့ပါတယ်ဟုတ်တယ်ကျွန်တော်လိမ်ပြောခဲ့တာပဲထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်နောက်ထပ်၄ဝက်ထပ်တိုက်ရအောင်မယ်လို့ဒုံကိုပြောလိုက်ပါတယ်ခါကောင်းစားနဲ့ပဲဒုံကသူ့ရဲ့အခြေအနေကိုနားလည်ပေးခဲ့တာမလို့သူတို့နှစ်ယောက်ကပို့ပြီးတော့ရင်းနှီးလာခဲ့ပါတယ်ထိုမီယာမြောက်တိုက်ခိုက်ရေးတမဖြစ်လာပြီးတဲ့နောက်မှာတော့သူ့ရဲ့ဘဝကအရင်ကထပ်ပို့ပြီးတော့ကောင်းလာခဲ့ပါတယ်တော့ဟာသူ့ရဲ့ပွဲစဉ်တွေမှာအများနဲ့ဘေးရနေရှိနေပြီးတော့သူတို့နှစ်ယောက်ကချိန်ရိုက်သွားခဲ့ကြပါတယ် ဒါပြင်သူကဒိုမန်နိုနဲ့လေဂွန်နိုနဲ့လည်းယဉ်နီးတဲ့တကယ်ကြီးဖြစ်လာပြီးတော့သူတို့နဲ့အတူတူလေ့ကျင့်တာတွေခြေဖုံးတာတွေလုပ်ကြပါတယ်။ဒါပေမဲ့ခြေကွဲစရာတစ်ခုကတော့ဒိုမန်နိုရဲ့ပွဲတစ်ခုမှဖြစ်ခဲ့ပါတယ်။အဲဒီညမှာရိုမန်နိုကသူကသူ့လောက်ရေးချင်းမရှိတဲ့ short cut ဆိုတဲ့ပြိုင်ပွဲနဲ့ရိုက်ဆိုင်ခဲ့ရပါတယ်။ပွဲစကနေကရိုမန်နိုကသွတ်မှုထားခဲ့ပေမဲ့ပစ္စမအခြေကိုရောက်လာတဲ့အခါမှာတော့ short cut ကသူ့လက်အိတ်တွေပေါ်ဘာမှမသိတဲ့အရေးတစ်ခုကိုခိုးလိမ့်လိုက်ပါတယ်။ပွဲပြန်စားတဲ့အခါမှာတော့ short cut ကရိုမန်နိုကိုလေဘေးကနေဆစ်ထားပြီးတော့လက်အိတ်ပေါ်ကအရေးတွေကိုရှူစေခဲ့ပါတယ်။ short cut ကသူ့ရဲ့လက်ကိုပြန်လှုပ်လိုက်တာနဲ့ ရိုမန်နိုရဲ့အမြင်တွေကလည်းဝေဝါလာပြီးတော့ကောက်ကောက်မတိုက်ခိုင်းနိုင်တော့ပါဘူး။ချောကကတော့ဒီအခွင့်အရေးကိုအပြည့်အဝသုံးချပြီးတော့တိုယိုရဲ့စစ်စစ်ပဲထိုးပါတော့တယ်။ရိုမန်နိုကလည်းသွေးရထွက်နေရတော့ချောကကမရက်တက်ပန်းနဲ့သူ့ပြပွက်ကိုအလှိုးတကျနဲ့ထိုးပါတော့တယ်။ဘေးကနေကြီးနေတဲ့ထိုမီကလည်းကျိုးဝိုင်းထဲမှာသူ့တငယ်ကြီးပြပြနေတဲ့ပုံမြင်တော့မခံမရနိုင်တော့ပဲနဲ့ပွဲရဲလိုက်လို့អော်ပြောလိုက်ပါတယ်။ဒိုင်လူကြီးကလည်းပွဲကိုရက်ဖို့ရည်ရွယ်ချက်မရှိတော့ဘူးမြင်တော့ထိုမီကခေါင်းလောင်းစီကိုပြေးသွားပြီးတော့သူ့ကိုယ်သူခေါင်းလောင်းပြီးတာပွဲကိုရန်နာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ရိုမန်နိုကကျိုးဝိုင်းရဲ့ထောက်တနေရာမှာတတိလက်ပြီးလဲကျနေခဲ့ပါပြီ။ ်ထုံမီအိမ်ပြန်လာတဲ့အခါသူ့ဖေစီကဖုန်းဝင်လာခဲ့ပါတယ်သူ့ဖေကအမှန်ဖြစ်ခဲ့တယ်လို့ပဲထူးဆန်းတော့ပေါ်ပါပြောနေပါတယ်ထုံမီဘလို့လဲဆိုတာကိုမေးပြီးတော့သူ့မှာပြီးအောင်လောကမသိစရာရှိနေသေးတဲ့အတွက်ပြန်လာတော့ဆွေးဆန်းရမယ်လို့ရှင်းပြပါတယ်နောက်တစ်နေ့မှာတော့ထုံမီကစေယုံမှာရှိတဲ့ရိုမန်နိုတော့ကြည့်ရှုခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့တငယ်ကြီးကတတိမိတ်မျောနေတော့မှာပဲဆရာဝန်တွေကသူ့အုံနောက်တိတ်ဆုံးသွားပြီလို့ပြောလိုက်ပါတယ်ဒီအချိန်လေးပြီးအောင်လောက်တဲ့လူကိုထုံမီကလက်စားချေနေပါတယ်ရှော့ကတ်နဲ့ဂျိုဝိုင်းနဲ့မှရင်ဆိုင်ရတဲ့အခါသူ့အတွက်လက်စားချေဖို့အခွင့်အရေးနောက်ဆုံးမှရရှိလာခဲ့ပါတယ် ရိုမနိုဘလိုနေလဲတေးပြီလားတေးပြီလို့ငါပြောနေရလို့ရှော့ကကပြောပါတယ်နောက်တစ်ချိန်ရှော့ကကတုံမျိုးသူ့ရဲ့မယုံမသားလက်ကွက်တွေကိုထပ်သုံးမှုစူးစမ်းပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်တော့အလုံးမဖြစ်တော့ပါဘူးတုံမီယာရိုမနိုနဲ့တိုက်ခိုက်တဲ့ပွဲတော်မှာရှော့ကတူလက်အိတ်ပေါ်အရေးတွေဘလိုတင်လိုက်တယ်ဆိုတော့အမြင်ခဲ့ပြီးသားလည်းဖြစ်ပါတယ်တကယ်တော့တုံမီယာသူ့ရဲ့မယုံမသားတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှော့ကရဲ့ပေါင်ချံကိုထိုးလိုက်တဲ့အတွက်သူကလည်းနာကျင်စွာအောက်ဟိတ်နေခဲ့ပါတယ်တုံမီယာအဲ့ဒီနောက်မှာတော့မညာမတာထိုးရင်းနဲ့ပဲနောက်ဆုံးမှာတော့တုံမီယာပထမအချိန်မှာလည်းအနိုင်ရရှိသွားခဲ့ပါတယ် ရိုမန်တို့မရှိတော့တဲ့နောက်မှာတော့လင်ခုံကထုံမီရောက်တအိုးတဲ့သောအရင်းကြီးဆုံးတကယ်နည်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တတိမလက်ကျင်ကန်လုပ်နေတော့လင်ခုံရဲ့ခန္ဓာကိုယ်ကရုတ်တရက်အင်အားကုန်ခံသွားပြီးတော့လဲကျသွားခဲ့ပါတယ်။အဲ့အခါမှာတော့သူကလုံခဲ့တဲ့အပတ်ကခေါင်းပြင်းပြင်းထန်ထန်ထိုးခွက်ခဲ့ရပြီးတော့အခုခါမှာအုံနောက်ထိခိုက်တဲ့လက္ခဏာတွေပြနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါမလို့ဆရာဝန်တွေကလည်းသူ့အနည်းဆုံးရက်30နားနေတယ်။မဟုတ်ရင်အုံနောက်ထိခိုက်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဟုံးကတော့လင်ခုံအတွက်အခြားစီတွေရှိနေခဲ့ပါတယ်။ အနေနဲ့ညနေပိုင်းမှာနော်ထူမီယာသူ့ကိုထိုးသားမဲ့ပြိုင်ဘက်ကအခြားလက်ဝဲသမားတအုပ်နဲ့ပွဲထိုးနေတာကိုတွေ့လိုက်ရတော့ဘာတွေဖြစ်နေရလဲဆိုတော့သိရဖို့အတွက်ဟုံးကိုတွားရောက်မေးမြန်းခဲ့ပါတယ်။အဲ့ဒီအခါမှာဟုံးကသူ့အစီအစဉ်ကိုပြောပြခဲ့ပါတယ်။သူကထူမီနဲ့လင်ကိုတို့ကိုထိုးစေခြင်းခဲ့ပြီးတော့လင်ကိုကလည်းသဘောတူလာပြီးသားဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ငါလင်ကိုကိုမထိုးနိုင်ဘူး။မင်းလင်ကိုကိုထိုးရမယ်။သူ့အနိုင်ထိုးရမယ်။အဲ့ဒါဆိုငါပတ်စံအများကြီးရမယ်လို့ဟုံးကပြောလိုက်တာမလို့ထူမီကလင်ကိုပေါ်တော့ဒေါသကြီးထွက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့လင်ကိုကသူ့ကျမရဲ့အခြေအနေရသူမထိုးသင့်ပါဘူး။ အရေးကြီးဆုံးချက်ကတော့ထိုမီယာသူ့တကယ်ချင်းတူထပ်မဲ့ဆုံးရှုံးသွားမှာဆိုရင်လိုပါပဲဒါပေမဲ့သူဘာဖြစ်ဖြစ်လင်ကောင်ကအပွဲကိုဆက်လက်ထိုးဖို့တအားတက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါသူ့ကိုယ်သူဟောပေါ်တက်တဲ့ပြနိုင်မယ်အခွင့်အရေးကြီးဖြစ်ပြီးတော့အနိုင်ရရဲ့လက်ဝဲသမားပေါ်တို့အဆင့်ကိုတင်မမယ်လို့ခေါင်းကဂိတ်ပေးတာလို့ပဲဖြစ်ပါတယ်ထိုမီယာလင်ကောင်ရဲ့စိတ်ကိုပြောင်းလို့မရနိုင်တော့မယ်တီးတော့ဖုံးပွဲဖြတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါမဲ့သူကျုံးမန်းတာအချင်းလေးသာဖြစ်ခဲ့ပါတယ်နေရက်တွေကုန်လုံးသွားပြီးတဲ့နောက်မှာတော့ထိုမီနဲ့လင်ကောင်တို့ရဲ့ပွဲစဉ်ကိုရရှိလာခဲ့ပါတယ်ဒါဟာမြေရောက်လက်ဝဲထိုးပွဲတွေထဲမှာအကြီးဆုံးပွဲဖြစ်သတ်မှတ်ခဲ့ကြပြီးတော့ တော့ကလည်းသူမရဲ့ချစ်သူထိုးတော့ကြည်ပေါ်ရောက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ထုံမီကတော့ပွဲကိုဆက်ရမထက်တန်ခဲ့ပါဘူး။ပထမအချီခေါင်းလောက်ထိုးတာနဲ့လင်ကိုကတုံမီကိုအောက်ကိုတုံမီတိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ထုံမီကတော့မတုံ့ပြန်ခဲ့ပါဘူး။လင်ကိုကသူ့ကိုထိုးမိမယ်လည်းပြန်မထိုးခဲ့ပါဘူး။သူ့ရဲ့အပြုတ်မှုကလင်ကိုကိုပို့ပြီးတော့ဒေါ်စာထွက်စေခဲ့ပါတယ်။ပွဲကဒီတိုင်းဆက်သွားနေဟိုကသူ့ကိုပတ်ဆက်ပေးမှာမဟုတ်ပါဘူး။ဟိုကတော်စရာကောင်းတဲ့ပွဲတွေကိုမကြိုက်ပါဘူး။အဲ့ဒါအပြင်ပြိတ္တတွေကလည်းဒီတိုင်းမှခံစားနေကြပါတယ်။ဒုတိယအချီနားကြိမ်ပါပဲ။ ခုံးကဒုံးဆွဲခေါ်ပြီးတော့ထုံမီကိုသေးကြမထုံးရင်ဒုံးကိုတစ်ခုလုံးမယ်လို့ခြေချောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းထုံမီကလေကိုကိုထုံးဖို့ညှိနှိုင်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့လေကိုရဲ့ဥကောင်းကိုတစ်ချက်ထုံးရင်တော့တည်စင်နိုင်လို့ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဟွန်နဲ့ပြိတ္တကိုကျင်းနေစေဖို့အတွက်ထုံမီကလေကိုကိုတစ်ချက်ထိုးလိုက်ပါတယ်။ခုံးကဒါတွေကိုဂူးမဆိုင်ဘူးသူပတ်ဆံအောင်ပဲဂူးဆိုင်တာလို့ထုံမီကပြောလိုက်ပါတယ်။သူပတ်ဆံချမ်းသာဖို့အတွက်ငါတို့တရားနဲ့တရားတတ်နေရလို့သူပြောလို့လေကိုကသူ့စကားနဲ့ကောင်းကိုလက်သီးနဲ့ထုပ်ပြီးတွေးသွားပါတယ်။အဲ့ဒီအချိန်မှာပဲထုံမီကလေကိုကိုဆက်ပြီးစီယုံကိုလက်လျှော့လိုက်ပါတော့တယ်။ လင်ကွန်ကဖုန်းရဲ့ပတ်စံကိုလိုချင်နေတယ်ဆိုရင်သူအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့လင်ကွန်ကသူ့စကားတွေမှန်မှန်သိသွားပြီးတော့ခိုက်ခိုက်ဖို့ကိုလက်လျှော့လိုက်ပါတယ်။ဒီလိုလိုက်တာဟာပြိတက်တွေကိုဒေါသထွက်စေခဲ့ပါတယ်။ဖုန်းကတော့စိတ်ပြေအောင်သာမကပဲနဲ့ဒေါသပါအလုံးထွက်သွားခဲ့ပါတယ်။သူကကြိုးဝိုင်းနဲ့ဒေါသကြီးဝင်လာခဲ့ပြီးတော့လင်ကွန်ကိုပွဲကိုရှင်းပြမှုပြောလိုက်ပါတယ်။ဒါမဲ့လင်ကွန်ကတော့ညင်လိုက်ပါတယ်။ဒီနေ့ကစပြီးတော့ဖုန်းအတွက်လုံးဝထပ်မတိုက်တော့ဘူးလို့လည်းပြောလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကဖုန်းကိုပို့ပြီးတော့ဒေါသထွက်သွားစေခဲ့ပါတယ်။ ။ဗစကားမှပြောပဲနဲ့ तू ကလင်ကိုခေါင်းထိုးလိုက်လို့လင်ကိုကလည်းကျိုးဝိုက်ပြမကိုလွတ်ထွက်သွားပါတော့တယ်။ဒီအချိန်မှာတော့ထိုမီယာဟုံးကအတိုင်းလာတစ်ခုတည်းကျုံလုံသွားပြီဆိုတော့ तू ကတိလိုက်ပါတယ်။သူ့ရဲ့လို့ဒီဘလောက်တော့အောက်တန်းကျနေဆိုတော့သူ့ကိုသင်ကန်းစာပေးဖို့အချိန်တန်ပြီးလို့တွင်းမိလိုက်ပါတယ်။အဲ့ဒါမလို့ထိုမီယာကျိုးဝိုက်နဲ့ဝင်လာပြီးတော့ထိတိုက်ခိုက်ဖို့အတွက်စိန်ခေါ်လိုက်ပါတယ်။ထိုမီနိုင်ရင်ဟုံးကသူ့ဖေးအကျွေးကိုရှင်းပေးရမှာဖြစ်ပြီးတော့ဟုံးနိုင်ကထိုမီယာသူ့အတွက်တသက်လုံးအလုပ်လုပ်ပေးရမှာဖြစ်ပါတယ်။ဟုတ်ကဲ့စီကန်းချက်တွေကိုသဘောတူလိုက်ပြီမယ်ခြေနေတကူကိုထပ်ပြေးလိုက်ပါတယ်အဲ့ဒါတော့တို့ကလက်အိမ်မပါပဲတိုက်ခိုက်ကြရမှာဖြစ်ပါတယ် ။ရုပ်ဝိချမ်ပီယံဟောင်းတူဖြစ်တဲ့ဟောင်းကတော့အတွေ့အကြုံတွေရှိပြီးတော့အသာစီရနေခဲ့ပါတယ်။ပွဲရဆမှာပဲတိုမီယိုဆောင်ပြောင်းပြီးတော့တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ဟောင်းကမာနာကြောင့်ပဲကြာရှုံးမှုဖြစ်လာခဲ့ပါတယ်။ထုံကငယ်ပေမဲ့ညံကောင်းခဲ့ပါတယ်။သူကဟောင်းရဲ့လှူရှားမှုတွေကိုဘယ်လိုတံပြန်ရမလဲဆိုတော့ကလင်းလင်းမြဲတင်ယူပြီးတော့အချင်းတွေကိုပြောင်းပြန်လှည့်ပြဖို့လုပ်ပါတော့တယ်။ဟောင်းကတိုမီယိုခေါင်းကိုထိုးလိုက်တဲ့အခါဟောင်းရဲ့လက်ချောင်းတစ်ချောင်းကိုကျိုးသားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပွဲအစမှာဟွန်တိုးကိုလုတ်ခဲ့တယ်လို့မျိုးပဲထွန်မီယာဟွန်းကိုဒေါ်သာထောင်ရဲ့စပါတော့တယ် ဟိုရတုတ်ပြန်လာတယ်စောက်ကြည့်ပြီးတော့ထုံမီယာဒေါသကလည်းသူ့ရဲ့အာဏာချက်ဖြစ်တယ်ဆိုတော့သိလိုက်ရပါတော့တယ်။ဒါပေမဲ့အဲ့ဒီတခုတည်းကိုအတုံးချပြီးတော့မနိုင်နိုင်ပါဘူး။အဲ့ဒါမလို့တုံမီယာသူ့ရဲ့ညာဘက်လက်ကြိုးသားဟန်ဆောင်ပြီးတော့ဖုန်းကိုသတိလက်လွတ်ဖြစ်သွားအောင်လုပ်ပါတော့တယ်။အကောင်းဆုံးခိုက်တဲ့မှာပဲထုံမီယာဟိုရမျက်နှာကိုအာအပြည့်စုံလက်တီတစ်ချက်နဲ့ထိုးလိုက်ပြီးတော့အဲ့ဒီနောက်မှာတော့နောက်ထပ်ဇက်တိုက်ထိုးချက်တွေနဲ့ထထိုးပြီးတော့သူ့ကိုအပြီးတိုက်တဲကြတော့အောင်လုပ်လိုက်ပါတော့တယ်။အဲ့နောက်မှာတော့ဟွန်းရဲ့ရှုံးနေမှုတွေနဲ့အတူထွန်နဲ့တို့ဖေကသူတို့ရဲ့အကျွေးတွေကနေနောက်ဆုံးကလုံးမြောက်သွားခဲ့ပါတယ် ဟုတ်ကဲ့ပါရုပ်ရှင်လေးရဲ့အဆုံးပါတော့ထိုမီယာလင်ကွန်နဲ့ဒေါ်နွန်းနဲ့တူသူ့အောင်မွေးဆက်လက်နှွမ်းနေနေပဲဇလန်းလေးကလည်းဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်တကယ်ချင်းတော့မြေရောက်လက်ဝဲပွဲတွေကိုဘယ်လိုမြင်လဲလက်ဝဲအားကစားနည်းကိုစိတ်ဝင်စားလားဆိုတာကိုကွန်မန့်ထဲမှာဆွေးနွေးပေးသွားခဲ့ကြပါအောင်ဗျအခုတက်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like အသေးလေးတွေလိုသားပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲကျွန်တော်တက်ဆက်ပေးနေရမှာလို့အမြဲကြည့်နေတဲ့ဆိုရင် subscribe နဲ့ follow တွေလိုသားခဲ့လို့ရပါတယ်။ကြိုက်နေတဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။